င်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေးလာသုံးသက်ကြည့်ဖို့စေဝန်စားစရာအရင်မြက်တစ်ခုရှိပါပဲဟုတ်ကဲ့ခင်ဗျာအအဓိကကတော့လေဆိုရင်တော့က anxiety ကိုဘုရားဘာသာရှုထောင့်ကနေဘလို့ကင်တွဲဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီးနည်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 းကြည့်ကြမှာပေါ့နော်ဟုတ်ပါတယ်ဆိုရင်စိတ် ဆိုတာကတော့ အန်ဒီရဲ့တခုခုနဲ့ကြုံတဲ့အခါမျိုးမှာဖြစ်တတ်တဲ့တာမန်တုံ့ပြန်မှုတစ်ခုပေါ့လေဟုတ်ကဲ့ဒါပေမဲ့အရင်မြင့်မှာပြောထားတာကတက်ကဲ့အန်ဒီရဲ့ချင်းနေမဟုတ်ဘဲနဲ့အမျိုးလိုလိုစိတ်ထဲမှာပူနေတာမျိုးအဲ့ဒါမျိုးကြတော့ပြဿနာဖြစ်လာနိုင်တယ်ကော့อืมအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်လူတွေကလေအပြန်ပန်းမှာအေးစေပဲထင်ရပေမဲ့ဟုတ်အကွင်းစိတ်မှာတော့အတွေးတွေကဟိုပြေးတူလွားနေအဲတခါလေမြောက်စိတ်လို့ပြောကြတယ်လို့မျိုးလေအော် ဟုတ်ကဲ့လို့မြောက်တဲ့ခုံပေါက်နေသလိုပဲဆိုတာမျိုးအဲ့ဒီလိုဖြစ်နေတတ်တယ်ဒီအယက်မြစ်ကအဲ့ဒီစိတ်ကိုဗုဒ္ဓရဲ့နီလာနေနဲ့ဘလို့ငြိမ်အောင်လုပ်မလဲဆိုတာကိုဒီကဖြိုထားတာခင်ဗျာဟုတ်ကဲ့ဆိုတော့ပထမဆုံးရေးကြည့်တဲ့အချက်ကလက်ခံမှုလို့ဆိုထားတယ်နော်ကို့မှာဒီလိုစိတ်တည်ရှိနေပါလားဆိုတာကို အရင်သိဖို့လက်ခံဖို့မှန်ပါတယ်အဖြစ်တနာမျိုးတာမမိုဖေရှားဖို့အတင်းစူးစမ်းတာမျိုးမဟုတ်ပဲနေပေါ့ အင်းမြို့ဆိုဖျားဟောခဲ့တဲ့ဒုက္ခသဘောတရားနဲ့လည်းဆက်စပ်နေသလိုပဲနော်လူဘဝမှာစိတ်မချမ်းသာစရာတွေကြုံရတတ်တယ်ဆိုတာကိုအခြေခံချက်ချက်နားလည်ထားဖို့လိုတယ်ပေါ့ဟုတ်ပါတယ်အဲ့လိုလက်ခံလိုက်နိုင်ခြင်းကကိုယ့်ကိုယ်ကြချုံးနေတယ်လို့မြင်မိအစားအော်ဒါကလူသဘောဝါပဲကြုံရနိုင်တာပဲဆိုပြီးလက်ခံနိုင်တဲ့သဘောပေါ့လေဟုတ်ကဲ့ဆိုရင်စိတ်ကိုယဉ်သူလို့သဘောမထားဖို့ပေါ့အေးဟုတ်တယ်အဲ့လိုသဘောထားလေသူ့ကိုတိုက်ထုတ်လေလေ သူ့အပေါ်ပြီးတော့အကောင်းလာတတ်တယ်လို့ဆိုလိုတာပါဟုတ်ကဲ့အင်းငါအခုစိုးရင်နေတာပဲလို့တိလိုက်လက်ခံလိုက်တာ ਨੇ သူ့ရဲ့ချုပ်ကင်မှုကနည်းနည်းယော့သွားတယ်လို့မျိုးဟုတ်ပါတယ်အဲ့ဒါပထမအဆင့်ပေါ့ဒုတိယအဆင့်အနေနဲ့ကတော့တတိပဋ္ဌာန် mindfulness ပေါ့လေအင်းတတိပဋ္ဌာန်အထူးအဖြစ်စိတ်တ ानु ပ္ပစနာစိတ်ကိုစောင့်ကြည့်တာကိုပို့ပြီးအလေးပေးထားတယ်နော်ဟုတ်ပါတယ်ကိုယ်စိတ်ထဲမှာဘာအတွေ့အကြုံဖြစ်နေလဲဘလို့ခံစားနေရလဲဆိုတာကို ဲဘေးကနေလေလာသူတရားလိုမျိုးတတိထားပြီးကြည်နေတာတရားသူကြီးလိုအပစ်တင်ဝေးဖန်တာမျိုးမဟုတ်ဘဲနဲ့ပေါ့အတိအကျပါပဲအရင်အမြစ်ထက်ကဥပမာလေးတစ်ခုက ကောင်းကင်နဲ့တိမ်တိုက်ဥပမာလေးအာဟုတ်ကဲ့ကိုရဲ့အတိစိတ်တတိတရားက ကောင်းကင်ကြီးလိုပဲကျယ်ပြန့်တယ်တည်ငြိမ်တယ်အတွေ့အထိခံစားချက်တွေကတော့လာလိုက်သွားလိုက် ပုံစံပြောင်းလိုက်ဖြစ်နေတဲ့တိမ်တွေလိုပဲပေါ့အေးကိုကကောင်းကင်အတွေ့အထိလာတိမ်နေဟုတ်တယ် ကိုကတိမ်နေမဟုတ်ဘူးကိုကအဲ့ဒီတိမ်ဒီကိုမြင်နေတဲ့ကောင်းကင်ဒီလိုခွေးမြင်နိုင်လိုက်တာ ਨੇ ကိုနဲ့အတွေ့အကြုံမှာအဲနေရာလွတ်လေးတစ်ခုဖြစ်သွားတယ်အဲ့ဒါတော်တော်အရေးကြီးတဲ့အချက်ပဲနော်ကိုကစိုးရိမ်စိတ်မဟုတ်ဘူးကိုကအဲ့ဒီစိတ်ကိုတိနေတဲ့သူဆိုရဲရှုမြင်လို့မျိုးရုတ်သွားစေနိုင်တယ်ဟုတ်ပါတယ်လက်တွေ့မှာဆိုရင်စိုးရိမ်စိတ်ဝင်လာတာ ਨੇ အင်းနောက်အခုဘာတွေစဉ်းစားနေပါလဲလို့ကိုကိုကိုမေကြည့်လိုက်တာမျိုးပေါ့ပြီးတော့အဲ့ဒီအတွေ့ကို ဩဒါကတော့ဘာကိစ္စအတွက်ပူနေတဲ့အတွေးပါလားဆိုပြီးတတိပြုမှတ်ထားလိုက်ရုံပဲဟုတ်တယ်အဲ့လိုမှတ်ထားရင်းနဲ့အတွေးရဲ့သဘာဝကိုစဉ်ချင်းကြည့်ဖို့လည်းလမ်းညွှန်ထားသေးတယ်ဟွန်းအနိစ္စသဘောတရားကိုဘောနော်ဟုတ်ပါတယ်အတွေးဆိုတာအမေးရှိနေတာမဟုတ်ဘူးဖြစ်လာတယ်ခဏနေပျောက်သွားလဲဒီသဘောကိုမြင်အတွေးတွေရဲ့ဖန်ဆာမှုကနေလွတ်ဖို့လွဲကူလာတယ်ဘာကြောင့်ဒီစိတ်ဝင်လာလဲဆိုတာကိုလည်း ပိုပြီးတော့ဓမ္မတည်ထောင်ကြကြရှာဖွေနိုင်လာတာမျိုးလားဟုတ်ကဲ့ဒေါရမပါဘဲနဲ့ပေါ့ဒါကစိတ်ကို အတိတ်အနာဂတ်တစီလွတ်မသွားအောင်လက်ရှိ ပစ္စုပန်မှာပြန်ထားဖို့ကူညီပေးတယ်ဟုတ်ကဲ့ဒီလေ့ကျင့်မှုတွေအပြင်နောက်တစ်ခုအရေးကြီးတာကကိုယ့်ကိုယ်ကိုကရုဏာထားဖို့တဲ့ self compassion ပေါ့อืมဒါလည်းတိတ်အရေးကြီးပါတယ်လူဆိုတာအမြဲတမ်းမှန်နေဖို့အမြဲတမ်းပြည့်စုံနေဖို့ဆိုတာမဖြစ်နိုင်ဘူးလေဟုတ်ကဲ့အဲ့ဒါကိုလက်ခံဖို့လိုတာပေါ့နော် ကိုကိုကိုအပြစ်တင်လွန်တာကလေဆိုရင်စေကိုပိုဆိုးစေနိုင်တယ်ဆိုတဲ့သဘောတကယ်ဟုတ်ပါတယ်ကိုတက်နိုင်တလန်ကျူးစားနေတာကိုအတိမဖြူဖို့ကိုကိုကိုနားလည်မှုကျင်နာမှုပေဖို့လေ့ကျင့်တာကစိတ်ဖြည်းစီမှုကိုတော်တော်လေးရှော့ချပြနိုင်တယ်อืมဒီကျင့်စဉ်နဲ့အားလုံးကအစပိုင်းမှာတော့နည်းနည်းအားဆိုင်ရနိုင်တယ်ခတ်တယ်လို့ထင်ရနိုင်ပြီမဲ့ဟုတ်ပါတယ်ဒါပေမဲ့ဆွဲဆွဲမဲမဲလေးသာလေ့ကျင့်သွားမယ်ဆိုရင်အချိုးရလက်ကိုခန်းစားရမှာပါလို့ သင်စိတ်ငြင်းချမ်းမှုကိုပြန်တွေ့လာနိုင်တယ်ပေါ့ကောင်းလိုက်တာဒီနေ့ဆွေးနွေးထဲတာတွေကိုပြန်ချုပ်ရရင်နော်စိုးရင်စိတ်ကိုပိုးထပ်ပါတာအမြင်နဲ့ချင်ကတ်တဲ့အခါအကြည့်ကအချက်၃ချက်ပေါ့နော်ဟုတ်ကဲ့တက်ကစိုးရင်စိတ်ကိုလက်ခံအတိမတ်ပြုမယ်နိကသတိတရားနဲ့စောင့်ကြည့်မယ်ဟုတ်တယ်သုံးကတော့ကိုကိုကိုကရုဏာထားမယ်ဒီ၃ချက်ပါပဲနော်အဲ့ဒီအချက်တွေကတစ်ခုနဲ့တစ်ခုလဲချိတ်ဆက်နေတာပေါ့လေလက်ခံနိုင်မှသတိနဲ့ကြည့်လို့ကောင်းမယ် ။အင်းဟုတ်။တတိနဲ့ကြည်နိုင်မှာအတွေးရဲ့အနေစားသဘောကို မြင်ပြီးကိုကိုကိုတနာကရုဏာထားနိုင်ဖို့ပို့လွယ်သွားမယ်။ရှင်းလင်းသွားပါပြီ။ကဲ။ဒီဆွေးနွေးမှုလေးအဆုံးမှာစဉ်းစားချက်လေးတစ်ခုခြံထားခဲ့ခြင်းနာကတော့လေ။ဟုတ်ကဲ့။အခုခေတ်လိုအမဲလန်အွန်လိုင်းဖြစ်နေရတယ်။တတိယချက်လက်ဒီကလည်းတရက်ဆမဲနေတယ်။အဲ့လိုလောကကြီးထဲမှာ ကိုယ်စိတ်ရဲ့ငင်းချမှုလေးမပြောက်ထွန်းအောင်ပစ္စုပန်တဲတဲ့မှာတီတီနီငင်းလေးနေနိုင်တဲ့စွမ်းရည်ကဘလို့အထိရေးပါနေပြီလဲ အဲ့ဒါလေးကိုဆက်ပြီးတော့စဉ်းနင်းကြည့်ဖို့ပါပဲရှင်ဟုတ်ကဲ့တကယ်ကိုစဉ်းစားစရာအချက်ကောင်းလေးပါပဲ